ိုးမင်းအောင်လိုက်ရေခမလက်အောက်မှာရှိနေတဲ့ဝင်ကြီးတွေစစ်ဖက်ဆိုင်ရာတွေကိုလည်းကြီးကျက်ပြီးတော့ထိမ့်သိမ့်ပါဦးဒီလောက်ငင်းချမ်းတဲ့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တို့ဟိုကုန်းမြို့တို့ဒီလိုမြို့တွေကိုမှလိုင်စင်မဲ့ကားဖမ်းလိုက် ပြည်သူတွေရဲ့အိမ်ချမ်းမြေကိုတပ်ပိုင်မြေဆိုပြီးတော့တင်းလိုက်ပြည်သူတွေကိုအကြမ်းဖက်နေတာတွေချီကျက်ပြီးတော့ထိန်းအောင်ဗျအကြမ်းဖက်ခံရတာများလာလို့ပြည်သူတွေကမခံမရနိုင်ဖြစ်ပြီးလက်နဲ့ဆွဲကင်တော်လန်တဲ့အချိန်ကြမှာပြည်သူတွေကိုအကြမ်းဖက်သမားတွေဆိုပြီးတော့မှာ မြို့ရွာတွေကိုခမရတို့စိတ်ကြိုက်ဘုံကျဲပြီးတော့အပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်ဖို့မလုပ်ကြပါနဲ့2021ကစလို့အခု2025အထိရှမ်းတောင်အပြည်သူတွေအခက်အခဲပေါင်းစုံတခြားလူမျိုးတွေရဲ့ကဲရမှုပေါင်းစုံကိုခါးစည်းခံပြီးတော့ ငင်းချမ်းဖို့အတွက်ဒီခန်းဒီခန်းနိုင်တော့ဒီခန်းလာတာအခုဆိုရင်၅နှစ်ရှိပြီနော်ခင်ဗျားတို့ကလွန်တစ်ထက်လွန်လာတဲ့အချိန်ကြာရင်ဒီသူတွေကရရလက်နဲ့ကိုဆွဲကင်တဲ့အချိန်ကြာမှဒီသူတွေကိုအကျံဖက်ဆိုပြီးတော့မှ တက်ဖြတ်တာတွေကိုမလောက်ကြဖို့ဒီသူတွေကတကယ်တကယ်စိတ်နာလို့တော်လန်တဲ့အချိန်ကြမှာဒီသူတွေကိုလက်နဲ့ချငင်းချမ်းရေးယူပါဆိုတဲ့အတန်နေမထွက်လာပါနဲ့မီးဆိုတာမလောင်ခင်ตายရတယ်ဗျเนาะပြဿနာဆိုတာမဖြစ်ခင်ကြိုတင်ကာွယ်ရတယ် မဖြစ်ခင်ပြဿနာမကြီးခင်တော့မတိတလို့နေပြီးမှပြဿနာဖြစ်လာရင်တော့ဟိုလူအပြစ်ဆွဆွဲဒီတိုင်းရင်းသားကိုအပြစ်ဆွဆွဲပြီးတော့မှခင်ဗျားတို့သားသားရင်နောက်ကြကုန်မယ်နော်အဲ့ဒါတစ်ချက်လာပြီးတော့မှဒီမင်းအွန်လိုင်းတီအောင်လို့ဗီဒီယိုလေးတင်ပေးရတာပါအပြည့်အစုံတော့ကျွန်တော်ရဲ့ YouTube မှာသွားကြည့်ပေါ့။ဘာကိစ္စလဲပဲလို့ပြတာလဲဆိုတာသိချင်းရင်ပေါ့။ဒီလောက်ပါပဲ Jesus တင်ပါတယ်။ အားလုံးမင်္ဂလာပါကျွန်တော်အမြမာပါတာနဲ့တင်းမတင်ဆက်ချင်တော့လဲဒီနေ့တော့ကျွန်တော်မြန်မာပါတာနဲ့တင်းနည်းနည်းပပပြောရှင်ပါတယ်ကျွန်တော်အဓိကပြောရှင်တဲ့အကြောင်းရင်းကပါလဲဆိုတော့အခုကျွန်တော်တင်မဲ့တင်းကိုနေပြည်တော်မှာရှိတဲ့ဦးမင်းအွန်လိုင်းစီရောက်အောင်ကျွန်တော်တို့အိုး လူမျိုးတိုင်းတာဝန်တီးတီးတာဝန်ရှိရှိနဲ့ share ပေးကြပါလို့ကျွန်တော်မေတ္တာရခံခြင်းပါတယ်။ဘာကြောင့်ကျွန်တော်အခုလို့ပြောရတာလဲဆိုရင်ဖိနှိပ်မှုတွေကြားမှာကျွန်တော်တို့ပဟိုးဒေတာကအယူသားဆုံးအတိခန္နိုင်ဆုံးခန္တီပါရမီအရှိဆုံး လူမျိုးတစ်မျိုးအဖြစ်ရက်ပြီလာတာဟာမြေပေါင်း30ကျော်ကြာခဲ့ပါပြီထို့အတွက်ကြောင့်ကျွန်တော်တို့ပေါ်အိုဒီတာဖြစ်တဲ့စီဆိုင်ပင်လောင်းဟိုပုံးအပါအဝင်တောင်ကြီးမြို့အနီးအနားမြို့တွေမှာပြည်သူကနေပြီးတော့မှကိုကိုကိုခုခံကာကွယ် ြီးတော့မတရားမှုကိုလက်နက်ကైတော်လာအောင်မလုတ်ဖို့ဦးမြအောင်လိုင်ကနေပြီးတော့မှသူတို့ရဲ့သူလက်အောင်ငယ်သားတွေကိုတတိပေးပါလို့ကျွန်တော်ပြောရှင်ပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောရတာလဲဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းကဒီကျွန်တော်တို့ကိုအိုးကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့သားတွေမှာ ကာဝီတောက်စံကေဝီတောက်လိုင်စင်မဲ့ကားရီဟန်စီနေတယ်ကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့ကာဝီတောက်စံကေဝီတောက်တွေကိုပဲဖန်စီတာမဟုတ်ပဲနဲ့အဖွဲအစည်းဖြစ်တဲ့ဒီ BNO PLA အပါအဝင်အဖွဲအစည်းတချို့ရဲ့ကားတွေကိုလည်းဖန်စီစစ်ဆေးနေတာတွေ တိမ်းစီးနေတာတွေလှုပ်လာတဲ့အတွက်ခီးနေတာတွေအတွက်မကြခင်ကျွန်တော်တို့ရှမ်းတောင်မှာအန်ဒီရဲ့ជីជីစစ်ပွဲជីជីဖြစ်လာနိုင်တဲ့အကြောင်းတွေကျွန်တော်သုံးသပ်မိပါတယ်။ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောရတာလဲဆိုရင်ရှမ်းပြည်မြောက်ပိုင်းလာချူမြို့လာချူမြို့တိမ်းတိုက်ပွဲမှာဖြစ်ခင်အတော်အတွင်းမှာ ခုဖြစ်စဉ်လို့ဖြစ်စဉ်မျိုးဖြစ်ခဲ့ပါတယ်เนาะလာရှုမျိုးမျိုးတိုင်းမျိုးတိုင်းတိုက်ပွဲမှာဖြစ်ခင်အတော်အသွင်းမှာလာရှုမျိုးမှာလဲလိုင်စင်မဲ့ကာဝေးတောက်တွေတော်တော်ဖန်စည်းတဲ့အတွက်เนาะတဖက်ကလက်လက်ကင်တွေမျိုးထဲဝင်လာတာကိုပြည်သူတွေကအဲဒီစစ်သားတွေကိုမုံပြီးတော့မှမပြောဘဲနဲ့တရင်ချန်လန်ထားတဲ့အတွက် ဒီစစ်သားတွေတည်ကြည်ပျက်စီးပြီးတော့မှလာချိုမျိုးဒီဒုက္ခွယ်ရေးတပ်ဖွဲ့တွေအဲဒီတိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေတိမ်းစီးတာခံရခံခဲ့ရတာပေါ့တို့နေ့ကသူပဲအခုရှမ်းတောင်မှာလဲအဲ့လိုဒီလိုဖြစ်နေတယ်ပြည်မြောက်အောင်လိုင်းရေခင်ဗျာเนาะအနေပြည်တော်မှာပဲနေပြီးတော့မှဟိုအချိန်ရှိရင်ရုရှားသွားလိုက် တရုတ်ပြည်သွားလိုက်ထိုင်းနိုင်ငံသွားလိုက်မလုပ်ပါနဲ့ခင်ဗျားအချိန်ရှိရင်ခင်ဗျားလက်အောက်ငယ်သားတွေကိုနည်းနည်းပါးပါးလေးဆုံးမပါအောင် ပြည်သူတွေကိုမတော်လိုက်ရင်တော်လာအောင်ပြည်သူတွေကလက်နဲ့မကင်ရင်ကင်အောင်ပြည်သူတွေကအေးအေးချမ်းချမ်းနေနေတာကိုမိတို့ကငါတို့အမိတ်အောက်မှာနေတယ်ငါတို့ကိုမတော်လန်တရွေ့ရောငါတို့လုတ်လို့မိတို့ခံရမှာပဲမိတို့ကငါတို့လက်ခုတ်သေးကရည်ပဲဆိုတော့သဘောမျိုး ပြည်သူတွေအဲ့ဒီလိုအသွေးဝင်လာအောင်เนาะပြည်သူတွေကအတင်းအဓမ္မအနိုင်ကျင့်တာတွေမပြုလို့ဘို့ခမားလေးလက်အောက်ငယ်တာဦးမင်းအောင်လိုင်းရဲ့လက်အောက်ငယ်တာတွေကိုနည်းနည်းပါပါလေးတော့ထိန်ချောင်ပေးပါဦးเนาะ2017ပြည်ပခဖြစ်ပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ကိုအိုးဒေတာမှာအတတ်နိုင်ဆုံးတီးခံခဲ့တဲ့အတတ်နိုင်ဆုံးတိုက်ပွဲတွေမပြောင်းရှောင်ရှားခဲ့တယ် တို့တော့လည်းပဲယနေ့ဒီအချိန်မှာကားဝီတောက်လိုင်စင်မဲ့ကားတွေလိုင်စင်မဲ့မော်တော်စံကယ်တွေဖန်ဖန်နာမကပဲနဲ့အခုကနောင်တောင်းပရာဟိတဘုံတော်ကြီးကျောင်းလေးမှာရှိတဲ့မြေကွက်ဧကပေါင်း900ကျော်ကိုတပ်ပိုင်မြေဆိုပြီးတော့မှတင်းစည်းနေတာတွေနော်လှုပ်ဆောင်နေတာတွေကဒီသူတွေ မပုံကြောက်ရင်ပုံကြောက်အောင်ပြည်သူတွေမစုဘူးရင်စုဘူးအောင်ပြည်သူတွေကဒေါသမထွက်ရင်ထွက်အောင်ဆိုပြီးတော့မှအတင်းအဓမ္မပြည်သူတွေကမတော်လိုက်ရင်တော်လိုက်အောင်မိမျိုးစုံနဲ့ပြည်သူတွေကိုတော်လန်ချင်တဲ့စိတ်ရှိအောင်ပြည်သူတွေကိုကိုကာကွယ်ချင်တဲ့စိတ်ရှိအောင်ခင်ဗျားတို့လုပ်နေတာ ਨੇ အတူတူပဲလို့ကျွန်တော်ပြောချင်တယ်။နော်အဲ့တော့ဦးမြောင်းအောင်လိုင်းနဲ့အနေနဲ့ပေါ့နော်ကိုရက်လက်အောင်ငယ်သားတွေပါလုပ်နေတာဆိုလဲ တစ်ချက်တေချာလေးလေးလာအောင်နော်အိုးနော်ထောင်းတော့စက်တိတုံးကလည်းဦးမေအောင်လိုင်ကပြောတာကအာနာထိမ့်မဲ့ပါညာတော့မဲမတာမှမှုလေအဲ့ဒီအတွက်အာနာထိမ့်မဲ့ပါညာလို့ပြောခဲ့တယ်ဒါပေမဲ့ခင်ဗျားရဲ့လက်အောင်ငယ်သားတွေကကြည်ကူတွေကိုဘယ်လိုပြောလဲဆိုရင်တော့တဏ္ဍဆိုတာမိုးပွားထောင်တဲ့ပြရတဲ့အရာတွေမဟုတ်ဘူးတော့ခေါင်းပြမခစ်ပြောင်းမယ်တော့ဘာတော့ဘာတော့ เนาะမြတ်တွဲခိုင်လို့ရဲ့ခေါင်းကိုအဂျီနဲ့ပစ်တာတော့เนาะမန္တလေးကဒီအဲကျေစင်တို့ရဲ့ခေါင်းကိုဂျီနဲ့ပစ်တာတော့အဲ့ဒီလိုလုတ်ခဲတဲ့အသွက်နောက်ဆုံးအခုမြန်မာနိုင်ငံမှာထိမ့်မနိုင်တိမ့်မရနေတဲ့ပြိပခါတွေเนาะနေရာတိုင်းမှာပြည်သူတွေဂျုံတွေ့ခံစားနေရတယ်တော်တော်လည်းပဲကျွန်တော်တို့ရှမ်းတောင်မှာနေတဲ့ပြည်သူတွေအများစုကကိုယ့်ရဲ့ရက်ရွာမြို့တွေအေးအေးချမ်းချမ်းနဲ့เนาะ တခြားနေရာကစန္ဒမူနာယူရတဲ့အထီးဖြစ်အောင်ငင်းငင်းချမ်းချမ်းနဲ့နော်တာဝန်တိတိတစ္ဆာရှိရှိနဲ့နော်မဆူဘူးဘူးမအောင်ကြဘူးနော်အယိုးအရှင်းဆုံးပြောရမယ်ဆိုရင်ဒီ PNO PN လေးနော်ကျွန်တော်တို့အဘအူအောင်ခမ်းတီကဦးဆောင်နေတဲ့ဒီ စစ်သားတွေ PLO PNA ရဲ့အတွင်ပြောင်းပြီးသူစစ်တွေကမြန်မာတပ်မတော်အပေါ်မှာဘယ်လောက်ထိတစ္ဆာရှိလဲဆိုတာเนาะတနိုင်ငံလုံးရဲ့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့အမုန်းခံရเนาะတနိုင်ငံလုံးရဲ့မဟာမိတ်ဒီအနေနဲ့ဘောမာလို့အစဲခံအပြောခံเนาะဒီမြန်မာတပ်မတော်အတွက်เนาะစစ်ကောင်စီအတွက် သူတို့ကကျွန်တော်တို့ပိုအိုးလူမျိုးပေါ်အတုံးချခံနော်နောက်ဆုံးဒီမြန်မာတပ်မတော်စစ်ကောင်စီအတွက်ဆိုပြီးတော့မှကျွန်တော်တို့ပိုအိုးလူမျိုးလဲ PNO ပါ PNO လဲပိုအိုးလူမျိုးပါဆိုပြီးတော့မှပိုအိုးလူမျိုးပေါ်အယောင်စားခံနော်အနစ်နာခံပြီးတော့မှခမည်းတော်ဒီမြန်မာတပ်မတော်နဲ့စစ်စစ်ကောင်စီနဲ့မိတ်မပြတ်အောင်ဆိုပြီးတော့မှ အနစ်နာခံပြီးတော့မှပေါင်းခဲ့ပေါင်းခဲ့တာယနေ့ဒီအချိန်ထိပဲเนาะသို့တော်လည်းပဲမြန်မာစစ်ကောင်စီအနေနဲ့အခုကပအိုးလူမျိုးတွေကိုပဲစော်ကားတာမဟုတ်ပဲနဲ့ BNO အဖွဲ့အစည်းတွေကိုပါစော်ကားလာတယ် BNO အဖွဲ့အစည်းတွေကိုပါနားလဲပါရိုက်လှုပ်လာတဲ့အတွက် PLO အဖွဲ့အစည်းကလည်းပအိုးလူမျိုးတွေအပေါ်မှာဘလောက်ပဲတည်င်းနေဖုံးဘလောက်ပဲတော့တတ်မတော်ကောင်းပါတယ်စစ်ကောင်စီကကောင်းပါတယ်တော့ဘလောက်အထိပဲကောင်းပါတယ်ပြောပြောတော့ဒါပေမဲ့အခုခမားတို့ဦးမင်းအောင်လိုင်းရဲ့လက်အောက်တွေလုံနေတာကတတ်မတော်ကိုပြည်သူတွေဒီရှမ်းတောင်ကပြည်သူတွေမှာမုံမုံအောင်လုံနေတာနဲ့အတူတူပဲเนาะလိုင်စင်မဲ့ကမိတော့တွေဖမ်းတဲ့အပြင်အခုမြေအေက900ကျော်ကို ဥပဒေနဲ့မညီပါဘူး။တော့တပ်ပတော်ပိုင်းကြီးတပ်ပိုင်းကြီးဆိုပြီးတော့သိမ်းနေတယ်။အဲ့ဒီကိစ္စတွေအမြန်ဆုံးဖြေရှင်းပေးပါနော်။မြေတေကဟိုအခုအဲ့ဒီဖက်မှာမြေတေကကိုဈေးမရှိဘူးဆိုသိမ်းတထောင်ကျော်တယ်။နော်ဆယ်ဧကဆိုသိမ်းတထောင်ကျော်ပြီဧကဆိုရင်သိမ်းပေါင်းတသိမ်းကျော်နေပြီ။ဧက900ကျော်ဆိုတာသိမ်းပေါင်း9သိမ်းကျော်နေပြီ။နော် အဲ့ဒီတော့ပြည်သူတွေမရှိမဲ့ရှိမဲ့ဆူထားတဲ့ချွေးနှဲစာနဲ့ဝေထားတဲ့မြေကွက်ကိုခမရတို့ကတပ်ပိုင်မြေဖြစ်သွင်းမယ်ဆိုရင်တော့ပြည်သူတွေကခမရတို့ကိုမတော်လိုက်ရင်တော်လန်အောင်လုပ်နေတဲ့သဘောတက်ရောက်ပါတယ်လို့ကျွန်တော်စေတနာနဲ့တတိပေးလိုက်ရပါတယ်ဦးမြအောင်လိုက်ခမရလူကိုထိန်အောင်